အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့တနင်္ဂနွေနေ့မနေ့ပိုင်းသမင်းစားမှာဖြစ်ပါတယ်လို့တော့မနေ့ကတော့စောကြီးရ၄နိုင်၅နိုင်တုန်းကတော့အကြွေးစားပြရပြီဒါပေမဲ့အခုက၅နိုင်ရှိပြီဆိုတော့၁၀နိုင်ကျော်ပြီဆိုတော့မနေ့စားမဟုတ်တော့ပါဘူးเนาะနေ့လည်စားဖြစ်သွားပြီပေါ့เนาะနေ့လည်စားသမင်းစားပါမယ်လို့မှမရှာလို့ဖို့ဗာချက်ပေးတယ်ဆိုတော့ကြည့်ပါဦးမှာရှာလို့ဖို့မနေ့ကမုံလာဥစနေနေ့ကမုံလာဥဝယ်လာတယ်ဆိုတော့မုံလာဥအချင်းဟင်းနဲ့စားပါတယ်ခင်ဗျာမကလပ်ပြအချင်းဟင်းမောင်လာဦးချင်းရင်တော့ share ပဲမှာအငွေတထောင်ထောင်နဲ့ မုံလာဥချင်းကရကောင်းအရန်ကြိုက်ဆိုတော့အဲ့ဒီမုံလာဥချင်းတို့ပါလို့ဆိုတာကဟိုဘယ်လိုခေါ်မလဲလက်နဲ့စားမဇုံးနဲ့စားသိအဆင်မပြေဘူးလက်နဲ့စားပါမယ်တို့မှာချင်ပတ်နည်းနည်းရှိတယ်မငါပြည့်ရရှိတယ်နောက်ပြီးတော့သူကျဲဥကြော်လာပြည့်တယ်ကျဲဥလားဘဲဥလားမသိကြော်လာပြည့်ပါတယ်နော်မကျဲဥကြော်ကျဲဥနဲ့စုပ်ဖို့ရနဲ့ကြော်လာပါတယ်လို့ဒီမှာမုံလာဥစားပါမယ်ခင်ဗျာ ဲမစားခင်နည်းနည်းဆူတောင်းပြီးတော့စားပါမယ်လို့ Thank you Jesus ကြည်တော်ချီးမွမ်းတယ်ဖပရားသခင်နည်းနည်းမိုးလေးချိန်မှစားပြီးအခုချိန်ထိတောင်ဖပရားသခင်ကျွန်တော်တို့မိသားစုအရောက်စီတိုင်းနဲ့အတူပါရှိကောင်းချီးပေးတဲ့အတွက်ကြည်တော်ချီးမွမ်းတယ်ယခုလည်းကြည်တော်ကြောင့်အစားအစာလုံးစားသုံးပြီးဖြစ်ပါ၏ချက်ပြုတ်ပြင်ဆင်ပေးတော့ဇနီးတွေလည်းကောင်းချီးပေးတော့မှာအစားအစာလုံးစားသုံးတဲ့ခါမှလည်းခန္ဓာကိုယ်အတွက်ဘေးဥပါအန္တရာယ်မဖြစ်စေဘဲခန္ဓာကိုယ်အတွက်ခွန်အားဖြစ်စေတော်မူပါအနာရောဂါငြိမ်းစေတော်မူပါ စားစားလုံးစားသုံးတဲ့ခါမှာလဲတပါးကြီးတော့တာတော့ခရစ်တော်ယေရှုနာမအမိပြီးတော့ကျေးဇူးတော်ချီးမွမ်းရေးစားသုံးပါဤဖခင်ခင်အာမင်ကြည့်စားပါမယ်လို့တော့ထမင်းစားပါမယ်ဒါတော့အရာကိုကောင်းလဲအဲ့ဒါလည်းဖက်ရေကဲလောလောဆယ်တော့ကျွန်တော်တို့ကတော့အတိတဲ့အတိုင်းပဲမပြီးရေမပြီးရေအရင်နိုင်မကွာမပြီးရေနည်းနည်းမပြီးရတော့ဒါအဆက်မဲ့ပုံစံရှိတယ်ဆိုတော့ကျွန်တော်နည်းနည်းပဲစားမယ်မပြီးရေတော့ဒါအဆက်မဲ့ပြီးရတဲ့ပုံကတော့ဒါအဆက်မဲ့ပုံစံဖြစ်တယ်အဲ့ဒါကြောင့် နည်းနည်းပဲစားပါမယ်လို့တခြားလူတွေကတော့အဆက်စားတယ်ကျွန်တော်တော့အဆက်မစားဘူးဆိုတော့မမုံလာဥမုံလာဥချင်ဟင်းကတော့ရှယ်ကောင်းမယ်ထင်တယ်ရှယ်ပါပဲနော်မုံလာဥမုံလာဥကတော့အရင်ကြိုက်တယ်မုံလာဥချင်ဟင်းစားမယ်အင်းဒီနေ့ဦးကြောက်ကြောက်နေတော့တောက်ကြည့်မယ်ဘလောက်ကောင်းလဲဆိုတော့တောက်ကြည့်မယ်အရသာရှယ်လားမရှယ်လားဆိုတော့ ဟိုလာဥကဒီလိုအချင်းဟင်းပူပူလေးကိုတောက်တာလေအရင်ကောင်းတယ်ဟုတ်ကြငါရိုက်လိုက်ပါပါအပါဟွန်းရှည်ကောင်းပါလေခင်ဗျအာပါဒီလိုမျိုးကျွန်တော်တို့ကခမင်းစားရင်ဟိုချင်ငန်ဆက်လေးပေါ့နော်အချင်းဟင်းတွေပါပို့ကြိုက် lông lá ưởng đúng nhá ý ý là sao con ý ý là một lá ưởng ý ý là chỉ là sao lý rồi à chiều tôi tôi, tôi bật càng cũng ngon và tôi ở nhà là bị tôi chỉ đạo rồi bây giờ bây giờ mình sao mình được bật càng mới sao chỉ hình mông lão mình nên loại xin lý với là như là gì ạ mông lão thì có mà không đây là sạch sạch ạ đi mông lão ạ cho nó rất bầm bì ra thì sai là, à. là mồ English sai là Oganic, organic 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 mông lão wow ချင်းဆက်လေးပေါ့နော်သူ့ရေရလဲကောင်းမကောင်း မောင်လာဦးမှာတဝိုင်းတဝိုင်းလေးလာခွန်ခွာပြီးတော့သားလို့တော့ကောင်းကျွန်တော်တင်တဲ့ဗီဒီယိုမှတ်နေမှာကျွန်တော်တငငယ်ချင်းတယောက်ရှိတယ်ကျွန်တော်နဲ့ဝါသနာတူတဲ့တငငယ်ချင်းတယောက်ရှိတယ် သူကဗာလဲဆိုတော့အုတ်ထုတ်ဝါဒနာအုတ်ထုတ်ဝါဒနာယူကျွန်တော်လည်းအုတ်ထုတ်ဝါဒနာယူပဲဒီနေ့တနေ့အုတ်ထုတ်ကိုတလုံးတလုံးမျိုးမျိုးဆောင်သူပြောတာကျွန်တော် live ကိုကြည့်တာတဲ့ဘာမှမဟုတ်ဘူးတဲ့ဒီနေ့ဘာအုတ်ထုတ်ဆောင်ရမလဲဆိုတာကိုပဲသူစိတ်ဝင်စားပြီးတော့ကြည့်နေတာတဲ့ဒီနေ့အဲ့ဒါတငယ်ချင်းတွေ့ကျွန်တော်ထူးထူးခြားခြားအုတ်ထုတ်အစ်စ်လေးတလုံးနဲ့ပေါ့နော်အစ်စ်မဟုတ်ဒါတွေကနှစ်ပေါင်းများစွာကြာခဲ့တဲ့အုတ်ထုတ်နှစ်ပေါင်းဆိုတာတော်တော်ကြာနေပြီဟိုဘာလဲ1900 980လာပြီသူတိတ်ရှိတယ်သူကအမေရိကန်ကထုတ်တဲ့ဟိုပါပဲ ောက်ဒီမှာလောက်တာတဲ့ဟာတွေကဒီတောဝက်ဆွဲတို့ဘာတို့စုံနေတာပဲကြက်ကြက်အတက်တို့ဘာတို့တကယ်တရိษံရဲ့ဟိုပစ္စည်းစစ်စစ်တွေနဲ့သူကလောက်ထားတာဟိုအပေါ်မှာတက်တက်မှာအဲ့ဒါအရန်ထူးခြားတဲ့အုတ်ထုတ်ပေါ့နော်ဒါကသူဟိုကရတာလားဒီအဟောင်းဆိုင်ကရတာရှင်းအောင်ပစ္စည်းပေါ့ရန်တံမိုးရှိရအဲ့ဒါအဲ့ဒါကိုကျွန်တော်ကပြတာဒါပြီးတော့ကျွန်တော်တို့ကအဝအင်းကြီးဝင်လဲအဟောင်းဝတ်တာအဟောင်းနဲ့အဟောင်းနဲ့ကတော့ဝယ်ပြီးတော့ဝတ်တာ ခေါင်းမျိုးဆိုလဲအဟောင်းတန်းရမယ်ကျွန်တော်တို့ဒီကျွန်တော်တို့ဝယ်ထားတဲ့ဒီအုတ်ထုတ်မျိုးဆိုရင်ကျွန်တော်တို့ဘယ်လိုခေါင်းလဲအခုဈေးအရန်ကြီးပါတယ်ဆိုတော့ဟိုအုတ်ထုတ်အကောင်းစားနဲ့လာလဲကျွန်တော်တို့မလဲဘူးဘာဖြစ်လို့ကျွန်တော်တို့ရဲ့အဟောင်းပစ္စည်းကိုကျွန်တော်တို့အရန်တန်မှုထားတာလေအဲဒါကြောင့်ဒါကြောင့်ကျွန်တော်ဒီညီကိုအတွက်ပေါ့နော်ကျွန်တော်ဒီနေ့ဆောင်းပြီးပြပေးတာဖြစ်ပါတယ်လို့နော်အုတ်ထုတ်တွေကတော့အများကြီးရှိပါတယ်လို့ သူများတော့မသိဘူးကျွန်တော်ကတော့အသက်ရွယ်ရလာလေးလေးဟိုးရှေးကထုတ်ထားတဲ့ပစ္စည်းဟောင်းတွေကိုတန်ဖိုးထားလေးလေးကြက်နှစ်သက်လေးလေးဖြစ်နေအခုပေါ်တဲ့နောက်ဆုံးပေါ်လေးပါလေဘာမှမကြိုက်ဘာအင်းကြီးဘာပေါင်းကြီးဘာဖဏတ်မကြိုက်အဲ့ဒီအရင်ကထုတ်တဲ့ဘုရားစားတွေပဲဟိုးလို့ကောင်းကြိုက်အကျန်းလန်းခံတယ်သူကอืม အရင်ကောင်းတယ်မုံလာဘူးနေ့လေကြာရင်မုံလာဘူးပိုးတီတီးမယ်မနေ့တော့မုံလာဥတွေဝဲလာတပုံးပဲအဲ့စနေစီရပါမယ်မုံလာဥတွေဥပိုးတီဒီလိုတီးပြပြဒီကိုင်းလုတ်ပြမယ်ဘယ်လိုလုတ်ရလဲတချို့ကလည်းမသိတဲ့လူတွေရှိတယ်မုံလာဥပိုးတီဆိုတာဘာလဲတွေပိုင်းမေးတာလည်းရှိတယ်တချို့ကလည်းမစားဘူးတာလည်းရှိတယ်ဘယ်လိုလဲမသိဘူးကျွန်တော်တို့ကတော့ငယ်လေးကစားဘူးလေမော်လာဥပိုးလေးဆိုတော့အရင်စားလို့ကောင်းတယ် ချင်းချင်းလေးပေါ့နော်ဝင်လာဦးချင်းပတ်ကိုကနှမ်းနဲ့ဗာနဲ့ပြန်တုတ်တာအဲ။ဟိုညီကိုကျွန်တော်ကျေးဇူးတင်ကြတယ်ဗာပြီးတော့ဆိုတော့ကျွန်တော်လည်းအကြိုက်ချင်းတူတော့ကုတ်ထုတ်လေးပါရဲ့ အုပ်ထုပ်တွေပါဆောင်းလာလို့ဒီဇိုင်းမျိုးမျိုးဆောင်းလာလို့ပါဆိုပါပြောလို့ဆိုတော့ဒီပုံစံကိုနဲ့ live ဖက်ပုံစံအုပ်ထုပ်တွေပေါ့နော် live ရှာဆောင်းလာပောက်ကရအုပ်ထုပ်တွေမဆောင်းလေဈေးဘလောက်ကြီးကြီးကိုမကြိုက်မဆောင်းကိုကြိုက်တဲ့အုပ်ထုပ်ကိုဆောင်းဆိုတော့โอเคဒါပါပဲခင်ဗျားတို့ဒီမျိုးသမင်းစားရမ်းမိတယ်ကျွန်တော်ရဲ့ချစ်စနီးရှာလို့ဖော်လဲရာ မုံလာဦးပိုးဒီမုံလာဦးဟင်းအချင်းဟင်းရန်စားမိတ်မှာလေခင်ဗျားလို့ညီကိုတို့လည်းချက်စားကြပါလို့နော်ဒါ तू ကဟိုကျမ်းမိုင်နဲ့လည်းညီညွတ်လေအမကောင်းသွားပြီတပကံမုံလာဦးချင်းโอเคบ๊ายบายน้อง အခုချိန်မှာမွန်လာဥတွေက organic မွန်လာဥတွေပေါ်တယ်နွေရည်ကုံကုံနေပြီခုကသူတို့ရိတ်သိမ်းတဲ့ချိန်နှုတ်တဲ့ချိန်ဆိုတော့မွန်လာဥတွေလည်းရမ်းပေါ်ဆိုတော့ okay ဒါပါပဲခင်ဗျာ bye bye